မန္တလေးမြို့မစိုးရိမ်ကျောင်းသားတွေကတန်ဃာတော်30ကျော်ဟာငလင်တန်ကျောက်ပြန်လည်တော်မူခဲ့သလိုတန်ဃာတော်90ကျော်ဟာလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီးအဲ့ဒီကျောင်းသားတွေအတွင်းကလူပုဂ္ဂိုလ်တွေလည်းသေဆုံးဒဏ်ရာရခဲ့ကြတယ်လို့ကျောင်းသားရဲ့တန်ဃာတော်တွေကပြောပါတယ် ငလင်တန်းကျောင်းနှစ်ပေါင်း139နှစ်ရှိပြီဖြစ်တဲ့မစိုးရိမ်တိုက်ဟောင်းကတန်ကားတော်78ပါပြန်လုံတော်မူပြီးလူပုဂ္ဂိုလ်9ယောက်သေဆုံးခဲ့ကကျောင်းနိုင်ထဲကကျောင်းဆောင်အားလုံးလည်းတခုမှအကောင်းမကျန်တော့ဘူးလို့မစိုးရိမ်ကျောင်းနိုင်ကြီးတိုက်ဟောင်းရဲ့ဆရာတော်တစ်ပါးဖြစ်တဲ့အရှင်ဓမ္မတာမီဘီဝန်သားကမိတ်ကြပါဗျာ ဒါအပြင်မစိုးရိမ်တိုက်တဲ့ကတန်ကားတော်၂၁ပါးဟာလည်းငလင်တန်ကျောက်ပြန်လည်တော်မူခဲ့ရပြီးတရားရရှိခဲ့ကြသူတွေလည်းရှိသလိုလူပုဂ္ဂိုလ်တွေဟာလည်းသေဆုံးတရားရခဲ့ကြတယ်လို့ဆိုပါတယ်။တရားရတဲ့တန်ကားတော်တွေကတော့၄၅ပါးရှိပြီးစေကုသမှုတွေခံယူနေကြကကယ်ဆယ်မှုတွေမပြီးသေးတာကြောင့်စီးရင်အတိအကျကိုတော့မသိရသေးဘူးလို့မိန့်ပါတယ်။မန္တလေးမြို့မှာဧပြီလ၁ရက်နေ့အထိနောက်ဆက်တွဲငလင်တွေနေ့စဉ်လိုလိုလှုပ်ခတ်နေတဲ့အတွက် တန်ဃာတော်တွေအပါအဝင်မြို့ကံပြည်သူတွေဟာညစီညတိုင်းလမ်းမတွေနဲ့ကွင်းပြင်တွေပေါ်မှာအိတ်ဆက်နေကြရပါတယ်။ဧပြီလ၁ရက်နေ့ထိရရှိထားတဲ့ဆင်းတွေအရငလျင်တန်ကျောင်းမန္တလေးမှာရှိတဲ့ကျောင်းလိုက်တွေကတန်ဃာတော်တွေပြည်လုံးလုံးမူရအပားတရားကြော်ပြီးဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။